မြန်မာစာအဆင်မပြေတဲ့ AI တွေကိုသုံးပြီးစိတ်ညစ်နေရင် D-Cloud 3 AI ကိုသုံးပါ AI Chat Assistant တွေထဲမှာ ChatGPT ကနာမည်အကြီးဆုံးဆိုပေမဲ့မြန်မာစာနဲ့သုံးတဲ့အခါမှာတော့အမှားလေးတွေရှိနေပါတယ်နာမည်ကြီး AI တွေကြားထဲမှာမြန်မာစာအဆင်ပြေဆုံးကတော့ Elmax ရဲ့ Grow 3 AI ပါပဲဆိုတော့ဒီနေ့ဗီဒီယိုမှာ Grow 3 AI အသုံးပြုနည်းကိုပြပြပေးပါမယ်အားလုံးမင်္ဂလာပါဆိုတော့ဒီ Grow 3ပေါ့နော် Grow 3 AI ကကျွန်တော်တို့ ဒီ website ရှိရပေါ့เนาะကျွန်တော်တို့ဒီ computer version သမားတွေဆိုရင်တော့ website ကနေသွားပေါ့เนาะ website သွားတာကတော့ကျွန်တော်တို့ဒီ Chrome browser ကနေပြီးတော့သွားရတာဖြစ်ပါတယ်အဲ့ဒီမှာ grow 3ဆိုပြီးရှာပါ grow လို့ရှာရင်တော့ရပါတယ် grow လို့ရှာတာ ਨੇ Facebook မှာ grow 3ဆိုပြီးတော့ grow.com ဆိုပြီးရှိရဲ့အဲ့ဒီ website ကိုဝင်ပြီးတော့အဲကျွန်တော်တို့ login လေးဝင်ပြီးရင်ရပြီပဲပေါ့เนาะအဲမေးလို့ရပြီပဲဖြစ်ပါတယ်ဒါတော့တနည်းပါဒါပေမဲ့ကျွန်တော်တို့ဒီ mobile version သမားတွေအတွက်ကသူက application လေးရှိပါတယ် အဲ့ဒါဆိုတော့ကျွန်တော် Play Store ကိုသွားလိုက်မယ် Play Store သွားပြီးတော့ကျွန်တော်ဒီ search bar မှာ Grok 3လို့ရှာပါ Grok 3လို့မရှာရင်တော့ Grok လို့ရှာလိုက်ပါအဲ့ဒီမှာ Grok AI Assistant ဆိုတာရှိပါတယ်အဲ့ဒါကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာအဲ install ဆိုတာကိုနှိပ်ပါတော့โอเคဒါဆိုရင် Grok 3ဒီကနေ download ဆက်လို့ရတာပြပြတာပါโอเคပါဒါဆိုရင်တော့ကျွန်တော်ဒီမှာ Grok Beta ဆိုပြီးတော့ software ရလာပါပြီအဲ့ဒါကိုနှိပ်ပါ အဲ့ဒါနေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ cross 3ကိုပေါ့နော် AI ကိုသုံးဖို့အတွက်သူကကြတော့ဗျာဒီအချိန်မှာ Elon Musk ကအဲစသူတို့ဒီဒီတင်ထားတဲ့ဟာတွေဖြစ်တယ်ဖြစ်တဲ့အတွက်သူက Twitter နဲ့လည်း login ဝင်လို့ရတယ်ပေါ့နော် နောက်တစ်ခုက Twitter X နဲ့လည်း login ဝင်လို့ရတယ်နောက်တစ်ခုကကြတော့ဒီမှာအဲ Google နဲ့လည်း login ဝင်လို့ရတယ်ဆိုတော့ကျွန်တော်ကတော့ continue with Google ဆိုတာကိုနှိပ်ပါမယ် continue with Google ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်ကသုံးမှာဖြစ်ပါတယ် continue with Google ကိုနှိပ်လိုက်တာနဲ့မိမိရဲ့ Google account နဲ့ကြာလာမှာဖြစ်ပြီးတော့ကိုယ့်ရဲ့ account Google account တစ်ခုကိုရွေးလိုက်ပါ โอเคပါဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာအဲဒီ grow 3ကိုစပြီးတော့တုံးလို့ရရပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် grow 3ကိုတုံးပြမယ်ဆိုတော့ကျွန်တော်တို့ကရှေ့မှာလဲ ChatGPT တို့လိုမျိုး DC တို့လိုမျိုး PNG ကကျွန်တော်တို့တုံးပြပြီးပြီးသားဖြစ်တော့အမှဆန်းစရာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ grow 3မှာတုံးသွားမယ်အချက်၃ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ပုံမှန်အတိုင်းအင်္ဂလိပ်စာမေ့ကြည့်မယ်ပေါ့နော်โอเคဒုတိယတစ်ချက်ကတော့ကျွန်တော်တို့တပ်ပုံထုတ်ကြည့်မှာဖြစ်ပါတယ် နောက်တစ်တတိယချက်ကတော့မြန်မာစာစမ်းကြည့်မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ပထမဆုံးချက်ဖြစ်တယ်ကျွန်တော်တို့အင်္ဂလိပ်ရှင်းကြည့်မယ်။အဲ့ဒါဆိုတော့ကျွန်တော်ကကျွန်တော် blackboard ကြီးချောင်းပေးလိုက်ရယ်ပေါ့နော်။အဲ့ဒါပြီးရင်တော့ဒီမှာ blackboard ကြီးဆိုတာကအဲဒီမှာ region space ပါပေါ့ညာပေါ့အကုန်လုံးပြောပါတယ်။ဒီနေရာမှာအစမ်းကြည့်ရမယ့်အချက်လေးတွေရှိရယ်ပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ဒီမှာ dig ဆိုပြီးတော့ရှိပါတယ်။ deep ဆိုတော့နေပါ။အဲ့ဒါပြီးရင်ထပ်ပြီးတော့ကျွန်တော်တို့ ်ပို့ပြီးတော့ deep sub ဆိုတာမျိုးကိုပြပေးမယ်လို့ကျွန်တော်ထင်ပါတယ်။ဒါဆိုရင် deep sub ဆိုတာ ਨੇ သူကဟိုရှာတော့တာပဲပေါ့နော်။ကျွန်တော်ဒီကောင်ကနေပြီးတော့အကုန်လုံး web page ပေါင်းများစွာရဲ့မှာဟာတယ်အကုန်လုံးရှာပြီးတော့မှကျွန်တော်တို့ကိုဖြည့်ပေးမှာဖြစ်တယ်။ဒါဆိုရင်ခုချိန်ဒီကိုမပြီးသေးဘူးပေါ့နော်။ deep sub ကအရင်များတယ်ဒီမှာဆိုရင် search လုပ်တာဒီမှာ40 page 40 website ပေါင်း40ရဲ့မှာဟာတွေ search လုပ်နေတယ်ဆက်ပြီးတော့ဒီမှာဆက်ဆက်ပြီးတော့ရှာနေပြီးရဲ့ နောက်ဆုံးတော့ the right answer ဆိုပြီးတော့ page 40ရဲ့မှာ the right answer ဆိုပြီးတော့သူကထုတ်ပြပါတယ်အများကြီးပါကြည့်ပါအောင်ဆိုတော့ deep sa ကိုကျွန်တော်ပေးလိုက်မယ်ဖေးပြီးရင်ဒီမှာ think ဆိုတာကိုရွေးပြီးတော့ထပ်ပြီးတော့မေးကြည့်ပါမယ်ဒါဆိုရင် तू က तू စဉ်းစားပုံစဉ်းစားနည်းပေါ့နော်အဖြေမထုတ်ခင်စဉ်းစားပုံစဉ်းစားနည်းကို तू က အဲစဉ်းစားရတယ်ပေါ့နော်ဒါဖြည့်ဘယ်လိုပြန်ထုတ်ပြရအောင်လဲဆိုပြီး thinking လုပ်နေတဲ့ဟာမျိုးကိုလုပ်ပြီးတယ်โอเคပါဆိုတော့နောက်တစ်ခုကျွန်တော်တို့သွားမှာကဒီမှာအပေါင်းလက္ခဏာရှိသေးရဲ့အပေါင်းလက္ခဏာကနေပြီးတော့ကျွန်တော်တို့ဓာတ်ပုံတွေ file တွေကိုတင်ပြီးတော့ကျွန်တော်တို့မေးလို့ရတယ်ပေါ့နော်ဒီဓာတ်ပုံတွေကအကြောင်းအရာဘာလဲဆိုပြီးတော့ဓာတ်ပုံကိုတင်ပြီးတော့မေးလို့ရပါတယ်ဒါကတော့ပုံမှန်ကျွန်တော်တို့ chat AI assistant တွေမှာလုပ်လို့ရတဲ့ဟာတွေပဲဖြစ်တယ်ပေါ့နော်ကဲလို့ကိုမေးထားတဲ့ဟာတွေကိုပြန်ကြည့်ကြင်တာမျိုးဆိုရင်လည်းကျွန်တော်တို့ဒီဘက်မှာအကြောင်းလေးသုံးကြောင်းရှိရဲ့ပေါ့နော်အဲ့တော့နှိပ်ပြီးတော့မိမိ ိုမေ့ခြင်းတဲ့အကြောင်းအရာကိုပြန်ပြီးတော့ရွှေလိုက်ပါဒုတိယတစ်ပိုင်းအနေနဲ့ကျွန်တော်ကမြန်မာစာရေးတဲ့ဟာကိုပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီအာဒီဒီမှာကျွန်တော်ခုလက်ရှိမှာ Trump ဖြစ်နေတဲ့ AI chat assistant 3ခုပေါ့နော်အဲ့ဒါတော့ကျွန်တော်ဒီ ChatGPT ပြီးရင် DC ပြီးရင်တော့ Grok 3ဒီ3ခုတွေမှာ AI chat assistant တနည်းအားဖြင့်အဲ့လိုမျိုးမြန်မာစာကောင်းတဲ့ chat assistant ကတော့ Grok 3ပဲဖြစ်ပါတယ် Black Hole များအကြောင်းကိုဒီမှာလို့ပြန်ရှင်းပြပေးပါဦး ခဲ့ဒါကျွန်တော်မေးလိုက်ပါမယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာ black hole ဆိုတာအကသထဲမှာဆွဲလာကြည့်တဲ့နေရာတစ်ခုပါ တနည်းအားဖြင့်ပြောရမယ်ဆိုရင်လုံးဝမြန်မာစာကို formal ကြကြရေးပေးတတ်တော့ပြန်ပြီး reply ပြန်တတ်တော့ကျွန်တော်တို့ AI အခုဖြစ်ပါတယ်လုံးဝအကောင်းနဲ့ဘယ်လိုမြန်မာစာအရင်ကောင်းတဲ့ AI တခုပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ပြပြပေးချင်တာရှိရဲ့ app ပါလဲဆိုတော့ဒီ cross tree ကိုသုံးပြီးတော့ကျွန်တော်တို့ YouTube script လေးမြန်မာလိုရေးခိုင်းလို့ရရတယ်ပေါ့နော်ကျွန်တော်ရေးခိုင်းပြီးတော့နှစ်ပုတ်သုံးပုတ်လောက်ရှိပြီကျွန်တော်အဲ့တိုင်းပဲတိုက်ရိုက်သုံးကြည့်ရတော်တော်လေးအဆင်ပြေပါတယ် okay ပါဆိုတော့ဒါကိုပဲကျွန်တော်တို့ကဒီမှာဓာတ်ပုံတစ်ပုံတင်ကြည့်မယ်ဓာတ်ပုံတစ်ပုံကျွန်တော်တင်လိုက်မယ်ပေါ့နော် ဓာတ်ပုံတပုံတင်ပြီးတော့ဓာတ်ပုံဒီဓာတ်ပုံအကြောင်းကျွန်တော်ကမေးလိုက်ပါဖြစ်ပါတယ်။ပြီးတော့ okay နေလိုက်မယ်။အဲ့ဒါဆိုရင်ကျွန်တော်ကဒီဓာတ်ပုံအကြောင်းရှင်းပြပါလို့ကျွန်တော်မြန်မာလိုမေးလိုက်ပါမယ်။အင်္ဂလိပ်လိုမေးလို့ရတယ်ပေါ့နော်။အဲဒါဆိုရင်တော့ကျွန်တော်က mic လေးတတုံးအကြောင်းကိုကျွန်တော်မေးလိုက်တာပါအဲ့မှာအတိအကျကိုဖြေပါတယ်ဒါ Bora mic ဖြစ်တယ် wireless mic ပါဘယ်လိုလုပ်လုပ်တယ်လဲဆိုရင်အဲနှလုံးနဲ့ချိတ်ဆက်လုပ်လုပ်တယ် recover receiver တစ်ခုပါတယ် transmitter တစ်ခုပါတယ်စသဖြင့်အဲ့လိုမျိုးအကုန်လုံးပြန်ပြီးတော့ ဖြစ်ပြီးသားပါဖြစ်ပါတယ်။နောက်ဆုံးတစ်ခုနံပါတ်3အနေနဲ့ကတော့ကျွန်တော်တို့ဓာတ်ပုံတွေကို generate လုပ်ခိုင်းมาဖြစ်ပါတယ်။ generate and image ပေါ့เนาะကျွန်တော် ANN ရေးတာတလုံးချားသွားတယ်ပေါ့เนาะ။ဒါဆိုရင်လည်းဓာတ်ပုံတွေသူက generate လုပ်ပေးပါတယ်။ဓာတ်ပုံဆိုတာနှစ်ပုံတော့တွေ့ပြီပေါ့เนาะအခုတော့အဲ okay ပါဆိုတော့ဒီမှာဓာတ်ပုံနှစ်ပုံရပါပြီ။ဓာတ်ပုံတစ်ပုံကြည့်လိုက်မယ်။ဒီမှာတစ်ပုံဒီမှာတစ်ပုံမှာ okay ပါဆိုတော့ဒီလိုမျိုးလဲတိုက်ရိုက်လုပ်လို့ရတယ်။ကိုကကြိုက်တယ်ဆိုရင် save ပါဆိုရင်လည်း save ကို net အောက်မှာပေါ့เนาะဒီမှာ save ဆိုတာလေးပါတယ်။ save ကို net ပါ ော်တခုရှိတာကတော့ဒီမှာခွေးပုံထုတ်ခိုင်းတာကြောင်ပုံတွေထုတ်ပေးလာတယ်ပေါ့နော်ဒီတခုတော့ရုပ်ပေါက်ပဲပေါ့နော်ဒီမှာပေါ့နော်ကြောင်အားပြလမ်းမတွေ့ခွေးပေါ့နော်ဆိုတော့ကျွန်တော်တို့ခုလက်ရှိတွေ့ရတဲ့လောက်ကတော့ကျွန်တော်မြန်မာလိုပုံထုတ်ခိုင်းတာကတော့အသိအဆင်မပြေဘူးအင်္ဂလိပ်လိုပုံထုတ်ခိုင်းတာကတော့အတိအကျထွက်ပြီးတယ်ပေါ့နော် ဒါပေမဲ့မြန်မာလိုကျွန်တော်တို့ဒီအမေးဖြေထုတ်တာကတော့တော်တော်လေးအဆင်ပြေပြေမေးဖြေလုပ်လို့ရပါတယ်။ comment မှာလည်းဘယ်လို AI တွေကိုသုံးပြနေလဲဆိုတာလေး comment မှာမေးခဲ့လို့ရပါတယ်။ ChatGPT သုံးလား DC သုံးလား Grok 3သုံးလား။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like ပေးပြီးတော့ comment မှာ OK လို့ရေးခဲ့ပါ။နောက်ပြီးတော့ NTK Land.com မှာ video course တွေလာတက်လို့ရပါတယ်။နောက်တဲ့ဗီဒီယိုမှာတက်တွေ့ပါမယ်။ Bye bye ။